Hey guys, skills တန်ကြီးမှာကြိုဆိုပါရစေ။အခုဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဖုန်းတွေကင်မရာတွေထဲကကင်မရာဆန်ဆာတွေအကြောင်းပါ။တို့တို့ဘယ်လိုအလုပ်လုပ်သလဲ။ဖုန်းကုမ္ပဏီတွေကကင်မရာကုမ္ပဏီတွေနဲ့ဘယ်လိုအလုပ်လုပ်သလဲပေါ့။ပြီးတော့ဒီ Megapixel ပိုများတိုင်းကောင်းတာအဲအကြောင်းတွေအကုန်လုံးကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်။ တော်အခုလက်ရှိ digital camera တွေက sensor နှစ်မျိုးရှိတယ်။ CCD လို့ခေါ်တဲ့ charge coupled device နဲ့ CMOS လို့ခေါ်တဲ့ complementary metal oxide semiconductor CMOS sensor ပေါ့။အဲကောင်နှစ်မျိုးရှိတယ်။အခုဒီဗီဒီယိုမှာတော့လက်ရှိလူသုံးအများဆုံးဖြစ်တဲ့ CMOS sensor တွေကိုပဲအဓိကပြောသွားပါမယ်။လက်ရှိ CMOS image sensor တွေအကုန်လုံးကကျွန်တော်တို့ဒီ chip တွေထုတ်တဲ့အတိုင်းပဲ lithography နဲ့လုပ်ထားတာပေါ့။ silicon နဲ့လုပ်ထားတာပေါ့။အဲကောင်ဒီမှာအဓိကအစိပ်ပိုင်း၃ခုရှိတယ်။အလင်းတွေကိုစုဝေးတဲ့ micro lens သေးသေးလေးတွေအဲဟိုးတော့ sensor တွေမှာတော့အဲ micro lens တွေမပါဘူး။အခုကတော့အကုန်လုံး းမှာပါတယ်ပြီးတော့အဲ့ဒီဝင်လာတဲ့အလင်းတွေကိုလက်ခံတဲ့ photosite လို့ခေါ်တဲ့ pixel အဲ့ကောင်အရေးကြီးရဲ့ photosite pixel ဆိုတဲ့ကောင်ပြီးတော့အဲ့ဒီ pixel တွေက data တွေကိုလက်ခံပြီးမဲ့ wire ကြိုးတွေပေါ့ image sensor တိုင်းမှာအလင်းတွေကဒီ micro lens နေတစ်ဆင့် pixel တွေကိုဝင်လာတယ်အလင်းဆိုတာ photon လို့ခေါ်တဲ့ particle လေးပေါ့ အဲ့ကောင်တွေက photo site ထဲက silicon နဲ့ထိတဲ့အခါမှာ electron တွေထွက်လာတယ်။လာထည့်ရဲ့အလင်းပမာဏကများရင် electron တွေလည်းအများကြီးထွက်မှာပေါ့နော်။မှောင်နေလို့ဒီ photon နဲလို့ရှိရင် electron လည်းနက်နက်လေးထွက်မယ်။ အဲ့ဒါကျွန်တော်ဒီ photovoltaic solar ဗျာတွေအလုပ်လုပ်ပုံနဲ့ဆင်းရတယ်။ခေါင်းဝေါ်မှာတွေးတွေးနေတဲ့ solar ဗျာရောကင်မရာလောကမှာတော့အဲ့ဒီ pixel လေးတွေကိုရေပုံးနေနဲ့တင်စားကြတယ်။တချို့ကလည်းရေရင်းလို့ခေါ်တယ် well ပေါ့။အဲ့ဝင်လာတဲ့အလင်းတွေကိုပုံးလေးနဲ့ခံတယ်လို့စိတ်ထဲမှာမှတ်ထားလိုက်။ CCD sensor တွေကအဲ့လိုမျိုးခံထားတဲ့ electron တွေကို pixel တစ်ခုကနေတစ်ခုရွှေ့တယ်။ဥပမာပေးရရင်ရေပုံးကိုဘေးအလူကိုလက်ဆင့်ကမ်းပြီးပေးလိုက်သလိုပေါ့။အဲ့အဲ့လိုနဲ့တစ်ဆင့်ဆင့်တည်လာပြီးတော့နောက်ဆုံးအဲ့ဒီ electron တွေကို voltage ကို ပြောင်းတယ်ပြီးအဲ့ဒီရလာတဲ့ voltage ကိုပါနောက်ဆုံး ADC လို့ခေါ်တဲ့ Analog to Digital Converter ကနေ Digital Data အနေနဲ့ပြောလိုက်တာပေါ့ CCD စင်ဆာတွေကအဲ့လိုမျိုး electronic ကိုလက်ဆင့်ကမ်းတည်ဖို့အတွက်ဒီ circuit ကိုရွှေရွှေလေးစောက်ရတယ်ဗျာပြီးတော့တနေရာထဲမှာ voltage ကိုအကုန်စုပြီးပြောင်းလိုက်တဲ့အတွက် power လဲစားတယ်ပူလဲပူတယ်ဗျာပြဿနာကြီးလည်းအများကြီးရှိတယ်အဲ့ electronic တင်တွေကိုအနောက်ခြားတွေဝင်လာရင်အစင်းတွေထင်လာတာတို့အဲပြီးတော့ဒီ sensitivity ကျလာပါတော့အဲ့ပူလာပြီးတော့ electronic ရဲ့ sensor အောက်မှာပြေးနေတာပေါ့ဒါပေမဲ့အဲ့ဒီ CCD စင်ဆာတွေက noise အရန်နေတယ်လိုးလိုက် က်ကောင်းတယ်။အဲကြောင့်တို့အခုလောလောဆယ်မှာဒီသိပ်ပံနဲ့ဆိုင်တဲ့နေရာမှာတုံးတယ်၊စိုက်ုံနေပါလေ industry scale တွေမှာတုံးတယ်။ဒါပေမဲ့ဖုန်းတို့ကင်မရာတို့လိုပစ္စည်းသေးသေးလေးမှာမတုံးတော့ဘူး။ပါဝါစားပြီးအရန်ပူလို့ပေါ့နော်။ CMOS sensor တွေကလည်းအဲ့လိုပဲ။အလုံးလုံးပုံကတစ်ဖက်လောက်ထိတူပဲ။အလင်း photo line တွေဝင်လာတယ်။ photo site ထဲက silicon နဲ့ထိတဲ့အခါ electron လေးတွေထွက်လာတယ်။ဒါပေမဲ့အခုကျတော့အဲ့ဒီ electron တွေကိုအဲ့ဒီ pixel ရှိတဲ့နေရာမှာ voltage အနေနဲ့ပြောင်းပလိုက်တယ်။အဲ့ဒီ voltage ကိုပဲပို့ကြရလိုတော့တဲ့အတွက် circuit design ကပို့ပြီးတော့ရှင်းသွားရိုးရှင်းသွားပါနော်။အပူလည်းတက်တာပါတယ်။အလင်းကိုပုံးနဲ့ခံတယ်။ဒါပေမဲ့အခုကဆောလာလိုမျိုးပုံးကိုလက်ဆင့်ကမ်းပြီးမပေးတော့ဘဲနဲ့ voltage ပြောင်းလိုက်တယ်။ပြီးတော့အောက်ကဒီအသင့်တူတဲ့လမ်းကြောင်းလေးကိုလောင်းချရဲပေါ့နော်။ဒါပေမဲ့ data ဖတ်တဲ့အခါမှာတော့အဲ့ဒီ sensor ရဲ့ line ကိုတစ် line ချင်းစီဖတ်ရတော့မယ်။ဘာဖြစ်လဲဆိုတော့ sensor ရဲ့ circuit design ကြီးမရှုပ်အောင်ပေါ့။ အဲ့ဒီအကြောင်းနဲ့ပို့အစ်မင်းနဲ့ဆန်စာရဲ့အကြောင်းကိုကျွန်တော်ခဏနေဆက်ပြောမယ်အခုကတော့ကျွန်တော်ဒီ basic ကိုပဲအရင်ဆက်ပြောပါပေါ့ အလေးတွေကကျွန်တော်အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲမိုက်ခရိုလန်းကိုဖြတ်ပြီးတော့ဖိုတိုဆိုက်ကိုလာထည့်တယ်။ဒါပေမဲ့အဲ့ဒီအလင်းကဘာအောင်လဲဆိုတာအဲ့ဒီဖိုတိုဆိုက်ကမသိဘူးဗျာ။သူသိတာအဲ့ဒီအလင်းကပြင်းအားဘလောက်ရှိတယ်လဲပဲသိတာ။အလင်းပြင်းအားကောင်းလို့ရှိရင်အီလက်ထရွန်များထွက်တယ်။အလင်းပြင်းအားနေရင်အီလက်ထရွန်လည်းနေပဲထွက်တယ်။အဲ့ကောင်ကအယောင်မသိဘူးအဲ့ဒီပယ်ဆယ်က။အဲ့ဒါကြောင့်အယောင်ကိုသိအောင်အလင်းတွေဖိုတိုဆိုက်ထဲဝင်မလာခင်မှာဖီလ်တာလေးတစ်ခုခံရတယ်။ကျွန်တော်လက်ရှိဖုန်းနဲ့ကင်မရာတွေအကုန်လုံးနှီးပတ်မှာသုံးတာဘေးယာဖီလ်တာဆိုတဲ့ဖီလ်တာကိုသုံးတယ်။သူများထပ်ထူးပြီးတော့နှစ်ဖူးပေါ်တစ်ခုခုတပ်ပေါက်နေတဲ့ Fuji Flame င်ကတော့တခြား filter type ကိုသုံးတယ်အဲကြောင့်ဒီမှာခဏထားထားလိုက်ပါအောင်မယ်အဲ့ဒီ filter မှာအနည်းရဲ့အစိမ်းရဲ့အပြားရဲ့ဆိုပြီးတော့သုံးခုရှိတယ်။အဲ့မှာဘလို့ဒီအစိမ်းကွက်ကပုံများနေတာသတိထားပါပေါ့။ဒါပဲဖြစ်လို့ဆိုတော့ကျွန်တော်တို့လူမျက်လုံးကအစိမ်းရောင်ပို့ပြီး sensitive ဖြစ်တယ်။ပို့ပြီးမြင်ရတယ်ပေါ့။အဲ့လို filter တွေခံထားလိုက်တော့ photo site တစ်ခု pixel တစ်ခုမှာအယောင်တောင်ပဲဝင်လာတယ်။အဲ့လေတစ်ချက်မှတ်ထားပေါ့။ pixel တစ်ခုတိုင်းစီမှာ filter တစ်ခုခံထားတယ်။အဲ့ filter အပေါ်ကအစိမ်းရောင် filter ခံထားတဲ့ဆိုရင်အဲ့ photo site ထဲကိုဝင်လာတဲ့ အယောင်ကအစိမ်းရောင်ဖြစ်သွားမှာပေါ့အဲဒီကပစ်စရာတော့ဘာရောင်မှန်းမသိဘူးဆိုတော့အလင်းပဲသိတယ်ဒါပေမဲ့အပေါ်က filter ကြောင့်တကောအဲ့အလင်းကအစိမ်းရောင်လင်းဖြစ်သွားပြီအဲ့ဒီဝင်လာတဲ့အလင်းရဲ့ value ကို voltage ကိုပြောင်းတယ်ပြီးရင် ADC ရဲ့တစ်ဆင့် digital data ကိုပြောင်းတယ်အဲ့မှာ red green blue ဆိုပြီးတော့အယောင်တစ်ခုစီပဲပါတယ်ပုံသုံးပုံထွက်လာတယ်အဲ့ဒါ raw file ပဲဗျာ camera ရဲ့ phone တွေမှာ raw လို့ပြောပြောနေကြတာအဲ့ဒီပုံသုံးပုံကိုခေါ်တာ အယောင်ပိုင်းဓာတ်ပုံမဟုတ်သေးဘူးเนาะစံစားထွက်လာတဲ့ red green blue raw data တွေကိုပြောတာအဲ့ဒီအယောင်၃ယောင်ဖြစ်နေတဲ့ file တွေကိုရောင်စုံဖြစ်အောင်ပြန်ပေါင်းအောင်မယ်အဲ့လိုမျိုးပြန်ပေါင်းတာကို de mosaicing လုပ်တယ်လို့ခေါ်တယ်သူကဒီတင်းချ algorithm တွေကိုတုံးပြီးတော့ပြန်ပေါင်းတာပေါ့အဲ့ဒီ algorithm တွေကအရန်အရေးကြီးတယ်ကင်မရာထောက်တက်လူတယောက်နဲ့တယောက်လုံးဝမတူဘူးပြီးတော့တယောက်နဲ့တယောက်လည်းမပြောပြကြဘူးဗျာအဲ့ဒီ algorithm တွေနဲ့ RGB ပုံ၃ပုံကိုပြန်ပေါင်းလိုက်တော့ရောင်စုံဓာတ်ပုံလေးဖြစ်လာတယ်အဲ့ကြောင့် Xiaomi က co engineer with Leica တို့ OnePlus က co develop with Hasselblad တို့ဘာလို့ဆိုတာအဲ့ဒီ mosaicing algorithm အဓိကလုပ်တာပဲ Leica တို့ Hasselblad တို့ကသူတို့ရဲ့ကင်မရာတွေထဲကအဲ့ဒီ mosaicing algorithm တော့ပေးမှတော့မထင်ဘူးပေါ့ဖုန်းတွေအတွက်တိတိ ဒီရှောက်မျိုးပေါ်တဲ့ပေါင်းပြီးလုပ်ပေးတာဖြစ်ပုံများတယ်ဒါပေမဲ့အဲ့ဒါတော့တော်တော်လေးကောင်းတယ်လို့ထင်အထူးသဖြင့် skin တုံးပေါ့အဲကျွန်တော်တကယ်ချင်းတယောက်ကဒီ mi 14မှာ like a authentic နဲ့ရိုက်ပေးတာတော်တော်လေးသဘာဝကျကျနဲ့မိုက်တယ်ဗျာကျွန်တော်တို့အသားညိုတဲ့လူတွေကဒီ Samsung နဲ့ iPhone တွေနဲ့ရောက်ရင်အသားကဖြူသွားလိုက်ပိုပြီးညိုသွားလိုက်သိရမလားတတ်တတ်ပတ်တတ်ဖြစ်မနေဘူးဗျာသိပြီးတော့လည်းကြည့်လို့မကောင်းအောင်အရောင် တိတ်မတူဘူးပေါ့အဲပြီးတော့အခုခေတ်ကင်မရာတွေကဒီဓက်ပုံဓက်ပုံလေးနဲ့မပြီးဘူးလေအများကြီးပဲတပြိုင်တည်းရရတာပြီးရင်အဲ့ကောင်တွေ stack ပြီးတော့ process လုပ်တာဆိုတော့အဲ့မှာ demosaicing အစ်စ်မာတွေကအဲ့ raw ပြန်ပေါင်းတဲ့ကလေးကအယောင်ကမလှရင် process တွေလုပ်လိုက်ကောမလှတော့ပုံမလှတော့ထင်တာပဲဒါတော့ကျွန်တော် personal အမြင်မှာလူတွေကအယောင်ခံစားပုံကြီးမတူတော့ကိုယ်အချိန်နဲ့ကိုယ်ပါပဲအဲ့တော့ဆွမ်းနာပြန်ဆက်ရရင် Xiaomi တို့ OnePlus တို့က Leica တို့ Hasselblad တို့နဲ့ပေါင်းနေဆိုတာအဲ့ဒီ demosaicing algorithm ရယ်နောက် ပြီးတော့ lens tag lens တွေကလည်းကောင်းတယ်အဲ့လက်က lens တွေကလည်းကြောစရာမလိုဒါပေမဲ့အဲ့ lens ဆက် lens တွေမှာကုတ်ထားတဲ့ကုတ်တင်တွေကိုပို့ပြီးတော့လိုချင်လို့တော့ထင်ပါတယ်အဲကျွန်တော်နည်းနည်းကြားဖြတ်ပြောရချင်း Vivo တို့ပါလို့ဆိုရင်အဲ့မှာ Zeiss နဲ့ပေါင်းလဲဆိုပြီးတွေ့ရမလားအဲ့ Zeiss က Zeiss ရဲ့ lens အဲ့မှာဘလို့ lens ဘေးမှာမြင်တဲ့ T star ဆိုတာအဲ့ကုတ်တင်အဲ့ကုတ်တင်ကအယောင်မိုက်တာဘလို့ iPhone တို့ပါလို့မှာဆိုရိုက်ကြည့်လိုက်လို့ရှိရင်အခုအထိပြညဘက်ရိုက်လို့ရှိရင်အလင်းကြီးဝင်လာတာတို့ရုပ်ဆိုးကြီးပြ contrast ကျသွားတယ် ghosting တွေဖြစ်တယ် iPhone ကင်မရာတွေမှာဆိုလို့ရှိရင်ရှာကြည့်လိုက် အပေါ်ဆုံးပဲဘာဖြစ်လဲအဲ့ဒီ Xiaomi တို့ Vivo တို့ OnePlus တို့မှာမဖြစ်တယ်လဲဆိုတော့အဲ့ဒီကုတ်တင်ကြောင့်အဲ့မှာ T star ကုတ်တင်အဲ့ဇိုင်းဆက် T star ကုတ်တင်ကအဲ့ဒီ reflection တွေ ghosting တွေ short ပြီးအရမ်းမိုက်တယ်အဲ့ဒါဟိုးလုံးတွေကဒီ Sony တို့ Nokia တို့မှာသုံးတယ်ဇိုင်းဆက် lens တွေအရမ်းမိုက်တာလေအဲ့ကုတ်တင်ကြောင့်မဟုတ်တာစမ်းစာလည်းတော့မဆိုင်တော့ဘူးအဲ့ဒါကြားဖြတ်ပြောတာတတ်တတ်ဗီဒီယိုလို့ပြောအောင်လောရမယ့် topic ဖြစ်တာလေအဲ့တော့စမ်းစာဟာပြန်ဆက်ကြပါဘော Demosaic လောက်လိုက်ရင် raw file မဟုတ်တော့ G ပတ်ဖိုင်ဖြစ်သွားပြီတချို့ကင်မရာတွေမှာတော့ heat fine ပေါ့ HEIF တွေအဲ့ဆိုကင်မရာတွေမှာဘယ်လိုလုပ်ကြတယ်လဲဆိုတော့ကင်မရာထုတ်တဲ့သူတွေကသူတို့ရဲ့ raw fine တွေကိုဘယ်လို demosaic လုပ်ရမလဲဆိုတော့ software ထုတ်တဲ့လူတွေစီပို့ပြီးဥပမာ Lightroom တို့ Capture One တို့စသည်ဖြင့်ပေါ့အဲ့မှာမှာသူတို့ကအဲ့ဒီ demosaicing algorithm နဲ့ raw process ထုတ်တဲ့ engine နဲ့ပေါင်းလိုက်မှအဲ့ဒီ raw fine ရဲ့အကြောင်းတွေကိုမြင်ရတယ်အဲ့မှာမှာ Canon ရဲ့ skin tone တို့ Nikon ရဲ့ natural color တို့ဘာလို့အဲ့မှာပေါ်လာပဲဆောနာအပေါ်မှာပြောခဲ့တာလေးကိုပြန်ဆက် စင်ဆာတွေမှာဘာကြောင့်တလိုင်းချင်းစီဖတ်တယ်လဲဆိုတာကျွန်တော်အခုလက်ရှိကင်မရာတွေမှာ pixel တွေကတန်းတဲ့ချီရှိတာ1 megapixel ဆိုတာ pixel ပေါင်းတန်းပဲဗျာအခုဆိုအနည်းဆုံး24 megapixel ကနေ200 megapixel လောက်ရှိရှိတယ်နည်းနည်းတော့မဟုတ်ဘူးအဲ့လောက် data အများကြီးကိုတပြိုင်တည်းဖတ်ဖို့ဆိုတာတော်တော်မလွယ်ဘူး data ယူတဲ့ circuit တွေကလည်းအရန်ကိုရှုပ်လာမယ် circuit တွေအရန်ရှုပ်လာရင် sensor ကိုလောက်ရလဲခတ်တယ်အဲအကြောင်းတလိုင်းချင်းစီဖတ်တယ်အဲအကြောင်းပဲ CMOS camera တွေမှာ rolling shutter ဆိုတာရှိတာ ီအပေါ်ပိုင်းကိုဖတ်နေတဲ့အချိန်မှာကင်မရာကမြန်မြန်ရွှေ့လန်းအောက်ပိုင်း data နဲ့မတူတော့တဲ့အတွက်ရိုင်နေသလိုမျိုးဖြစ်သွားတာပေါ့ပန်ကဒလက်တွေပါဆိုကိုေးနေရတော့ခေါက်ရိုက်တာတော့ baseball ပေါ့ဆိုအဲ့အတန်ကြီးကိုေးနေဟုတ်အဲ့ဒါဆိုဒပြိုင်နဲ့ယူလို့မရဘူးလားဆိုရင်ဒပြိုင်နဲ့ယူတဲ့ sensor တွေလည်းရှိတယ်အဲ့ဒါကို global shutter sensor လို့ခေါ်တယ်အဲ့ဒီ sensor တွေကလောလောဆယ်မှာတော်တော်လေးရှားသေးတယ်ဗျာဒီ mirrorless တဲမှာဆိုရင် Sony A93 ပေါ့အဲ့ကောင်တစ်ခုလာပဲရှိအောင်မယ်ဒီရုပ်ရှင်ကင်မရာတွေမှာတော့ red camera လို့ပါမှာတွေ့တယ် အဲ့မှာရေရတခုကဟိုးကအရင်တုန်းက CCD sensor တွေကအကုန်လုံးက global shutter တွေကြီးပဲအဲ့အကြောင်းသူတို့အခုဆောနာအပေါ်ပြောခဲ့တဲ့အတိုင်းပဲသိပ္ပံတို့ဒီ science တို့ engineering တို့မှာအခုဒီသုံးနေကြပါတော့တချို့ရုပ်တံဖိနဲ့ကင်မရာတွေမှာလည်းသုံးနေတယ်လို့ထင်ပါတယ်။ Global shutter sensor တွေကလုံးဝခက်တယ်။လုံးဈေးကြီးရပါတော့ အဲကြောင့်ဒီနောက်ပိုင်းမှာအခုလောကနည်းနည်းပိုလွယ်တဲ့ stack sensor ဆိုတာကိုသုံးလာကြတယ်။တို့က sonar ကြောင့်ပြောရတဲ့အချိန်မှာ data ကိုတလိုင်းချင်းစီယူတာကိုအောက်ပါ wire ဂျိုးတွေပို့ထည့်ပြီးတော့ပို့ပြီးမြန်မြန်ယူခိုင်းတာပေါ့။ wire ဂျိုးတွေဆိုတော့ကျွန်တော်အလွယ်ပြောလိုက်တာပေါ့။ image sensor တွေအကုန်လုံးက chip တွေလုတ်တဲ့ lithography နဲ့ပဲလုတ်ထားတာ။အဲကြောင့်အဲ့လိုလုတ်တဲ့နေရာမှာဒီ wire ဂျိုးတွေ power နဲ့ data line တွေပေါ့။အဲ့ကောင်တွေကိုဘလောက်များများထပ်ထားသလဲပေါ့မူတည်ပြီးတော့ဒီ fully stack လား partially stack လားတဲ့မှာအဲ့လိုရှိရပေါ့။အဲတို့ကဒီ အဲ့ဒီ stack sensor တွေကပေါ့ global shutter sensor တွေလောက်မမြန်ပေမဲ့တော်တော်မြန်တယ် sports တို့ဘာလို့ရိုက်တဲ့လူကြီးကြိုက်ကြတယ်ဗျအလိုခေါက်တွေ baseball ရိုက်တဲ့ခါမှာဒုတ်တန်နေမှာကိုယ်ယူသွားတော့ပေါ့အဲဒါပေမဲ့အဲ့ဒီ global shutter sensor တွေ stack sensor တွေရဲ့အားနည်းချက်ကတော့ dynamic range နည်းနည်းကျသွားပါပဲ dynamic range ဆိုတာဓာတ်ပုံမှာဒီအလင်းဆုံးနေရာနဲ့အမှောင်ဆုံးနေရာရဲ့အချိုးကိုခေါ်တာပေါ့ sensor က dynamic range ကောင်းတယ်ဆိုလို့ရှိရင်လင်းတဲ့နေရာတွေရောမှောင်တဲ့နေရာတွေရော detail တွေတိတိကျကျမြင်ရတယ်တစ်ခါတလေမှာကျွန်တော်တို့ကဒီမှောင်တဲ့နေရာဒါမှမဟုတ်လင်းတဲ့နေရာပေါ့နော်တစ်ခုခုကိုဦးစားပေးပြီးရိုက်လိုက်တယ်ဆိုပါတော့အဲ့ခါအဲ့ဒီမှောင်တဲ့လင်းနေတဲ့နေရာတွေရဲ့ detail တွေကိုပြန်ဆင်ရင် dynamic range ကောင်းလीများများပြန်ဆင်လို့ရတယ်ဒါပေမဲ့အဲ့ဒီ global shutdown stack sensor လို့လုပ်ထားတဲ့ sensor တွေရဲ့မှာကြောင်းဝါကြိုးတွေကအဲ့ RAM တွေ layer တွေအဲ့ကောင်တွေပို့ထည့်ရတော့အလင်းကိုအာယုံခံတဲ့ photo site လေးတွေကတစ်ခါတလေနည်းနည်းလေးသေးသွားတာရှိရဲ့ပြီးတော့ layer တွေပုံများတော့ noise နည်းနည်းတက်လာတယ်။အဲအခုဒီမှာဒီ Sony ရဲ့ camera မှာကြည့်လိုက်တွေ့ပါလိမ့်မယ်။အဲ့မှာပြထားတဲ့ဒီ stop ဆိုတာအလင်းကိုတွက်တဲ့သင်္ချာ formula ပေါ့။ stop number တစ်ခုကရှေ့တစ်ခုထက်နှစ်ဆပိုလင်းတယ်။ ဥပမာဒီ15 stock က14 stock တက်အလင်းနှစ်ဆပုံများတယ်အဲ့ကြောင့် one stop ဆိုတာတော်တော်သိတာဗျာအမြင်ရင်တော့တစ်ခုခု trade off လုပ်ရတာပဲပေါ့တစ်ခုလိုချင်တစ်ခုဆုံးလို့ရတယ်နောက်တစ်ခုကတော့ mega pixel များတိုင်းကောင်းသားဆိုတာပဲရေဘူးကအဖြေကတော့ကောင်းတယ်ဗျာလည်းပြောလိုက်ရောဒါပေမဲ့အဲ့ဒီဒါပေမဲ့အနောက်မှာရှင်းစရာအရမ်းများအဲ့ကြောင့်အရင်ဆုံး image sensor မှာ noise ဆိုတာဗာလည်းအရင်ပြောရပေါ့ဆောနာပြောခဲ့တဲ့အတိုင်း sensor တွေမှာ pixel တွေကိုရေပုံးလေးလို့မြင်လိုက်အလင်းဝင်လာတာကိုရေပုံးနဲ့ခံတယ် အလင်းဆိုတာဖိုတွန်အဲ့ပုံးရဲ့အပေါ်မှာဘေးယာဖီလ်တာရှိတယ်အဲ့ပုံးနဲ့ဘာအရင်ဝင်မလဲဆိုတာသတ်မှတ်ပြီးသားအဲ့နေရာတစ်ခုတည်းကိုဖိုတွန်နေအများကြီးဝင်လာတဲ့အခါမှာ အကွက်အကြီးတစ်ကွက်တည်းကိုဝင်လာတာထက်အောက်မှာအကွက်တိတ်တိတ်လေးတွေအများကြီးရှိနေပုံမကောင်းလားနေရာတူတူမှာအကွက်လေးပုံများရင်ပုံအသေးစိတ်ကြရလေဟုတ်တယ်မလားအဲ့ဒါ pixel အရေးအတွက်များလာတာပေါ့ဒါပေမဲ့အဲ့ဒီမှာပြဿနာကစောနာတော့ကပုံအကြီးတစ်ခုတည်းရှိတော့ အဲ့ဒီက data တွေကိုယူဖို့အတွက် wire ကြိုးကတစ်ချောင်းပဲလိုမယ်အဲ့နေရာမှာပုံလေးပုံထားလိုက်ရင် wire ကြိုး၄ချောင်းကိုပူးကပ်ပြီးတက်ရအောင်မယ် wire ကြိုးတွေက copper ကြိုးတွေ လျှက်စစ်ဖြက်စီးွားရင်ဒီခုခံအားပေါ့ resistance ကြောင့်အပူထွက်တယ်အဲ့ဒီအပူတွေကဒီအပေါ်ကအလင်းကိုယူနေတဲ့ပုံဝင်သွားပြီးအနှောက်ယှက်ဖြစ်တယ်ပေါ့ပူကတ်နေပို့ပြီးတော့အနှောက်ယှက်ဖြစ်နေရင်ပုံများတယ် noise တွေထွက်တယ်အဲ့ကြောင့်ဒီ mega pixel ပုံများရင် noise ပုံများတယ်လို့ပြောတာအပေါ်ကဝင်လာတဲ့ signal နဲ့အောက်မှာရှိနေတဲ့ noise ရဲ့ ratio ကမကောင်းတော့ပေါ့အဲ့ဒါကြောင့် signal to noise ratio မကောင်းဘူးလို့ပြောတယ် area 2တူပဲမှာ wire ကျိုးတစ်ချောင်းသာ noise နဲ့၄ချောင်းသာ noise ပေါ့အဲ့တော့ megapixel ပုံများရင်အချောင်းရေအတွက်ပုံများတဲ့အတွက် noise ထဖို့ chance ပုံများတယ်အဲ့ဒါကို re noise လို့ခေါ်တယ်စမ်းစားအဲ့ဒီအလင်း data ကိုဖတ်တဲ့အချိန်မှာ voltage ကိုပြောင်းတဲ့အချိန်မှာဖြစ်လာတဲ့ noise ပေါ့ဒါပေမဲ့ကျွန်တော်အပေါ်မှာ megapixel ပုံများရင်ပိုကောင်းတယ်လို့ဘာလို့ပြောလဲဆိုတော့အဲ့ဒီ wire ကျိုးတွေက noise ဘယ်လောက်ထွက်မလဲဆိုတော့အတိအကျတွက်လို့ရတယ်လေ သူတို့ကစမ်းစမ်းမှာအသေးတက်ထားတာယူသိမလားအဲ့ဒီဝါဂျိုးတွေကအသေးတက်ထားတဲ့အတွက်သူတို့ကဘလောက်ထွက်မလဲဆိုတော့ကြိုပြီးတွက်လို့ရတယ်အဲ့တော့စောစောနာဖတ်ထားတဲ့ data ပေါ့နော်ဘလောက်နည်းနည်းများများအဲ့ data တွေတွေကနေပြီးတော့အဲ့ဒီအသေး noise ကိုနှုတ်ပေးလိုက်အောင်ပဲလေအဲ့တော့ megapixel ဘလောက်များများပြဿနာမရှိတော့ဘူးအလင်း data တွေကနေပြီးတော့လုံးဝကိုအသေးကျိန်းတိပေါက်တည်ရဲ့ noise data ကိုဆွဲနှုတ်လိုက်အောင်လည်းတယ် အဲ့ noise ကမရှိတဲ့လောက်နေပါဖြစ်သွားပြီပေါ့တခါလေးစမ်းစားအရန်ပူလာလို့ရှိရင်ဘာညာပေါ့ဒါပေမဲ့အဲ့လို edge cases လေးဒါပေမဲ့အခုနောက်ပိုင်းအဲ့လိုမျိုးထူးထူးဆန်းဆန်း case လေးတောင်မှလိုက်ပြီးတော့ noise ကိုလိုက်နှုတ်နိုင်တဲ့ကင်မရာရှိလာပါပြီဟိုးတော့ကင်မရာဖုန်းတွေမှာကြာတော့အဲ့လိုမျိုး noise ကိုနှုတ်ပေးတော့မမြန်မလုံနိုင်ဘူးဗျာအထူးသဖြင့် video မှာမလုံနိုင်ဘူး video ဆိုတာဓာတ်ပုံတွေစီတာပဲကျွန်တော်ပုံမှန် video တစ်ခုက24 frame per second နဲ့ရိုက်တယ်ဆိုတာတစ်စက္ကန့်ဓာတ်ပုံ24ပုံရိုက်တာပေါ့24ပုံရိုက်ပြီးတော့မှပြန်ပြီးတော့စီလိုက်တာပေါ့ ဲ့လောက်ပုံအများကြီးမှာ megapixel ကလည်းအများကြီးဆိုရင်ဟိုးတော့က chip တွေကအဲ့လို noise note တိုင်းပဲ light တော့တောင်မ light မတွက်နိုင်တော့ဘူးဗျာအဲ့ကြောင့်အဲ့ဒီ mid ကထွက်လာတာပဲအခုခေတ်ကင်မရာတွေဖုန်းတွေရောမှာ megapixel က30ကျော်ရင်ဖုန်းလိုက်ဖုန်းလိုက်ဖြစ်နေတဲ့ကင်မရာတွေဖုန်းတွေရှိသေးတယ်အဲ့ဒီ noise ပြဿနာမပြီးသေးဘူး re noise ဆိုတော့တဝက်ပဲရှိသေးတယ် ကျန်တဲ့တော့ကရိုက်လိုက်တဲ့အချိန်မှာအလင်းပေါ်မူတည်ပြီးတော့ထွက်လာတဲ့ noise တွေအလင်းအနေနဲ့ဆောင်းနာကျွန်တော်ပြောတဲ့ signal to noise ratio မကောင်းတဲ့အတွက် noise ပို့ထားမယ် megapixel များရင်ကအလင်းကိုအာယုံခံတဲ့နေရာပို့များတဲ့အတွက် noise ကိုပို့များများမြင်ရတယ်အဲဘာကြောင့်လဲဆိုတော့ဘလို့တိကျစဉ်းစားကြည့်လိုက်အလင်းကကင်မရာစင်ဆာတွေကိုဝင်လာတဲ့အခါမှာအကုန်လုံးကညီတူညတူဝင်တာမဟုတ်ဘူး random ဝင်တာ အလင်းတွေဖိုတွန်ကလာခြင်းတို့ဝင်လာတာဒီဘက်ပစ်စရာဖိုတွန်တွေအလုံး100လောက်ဝင်တဲ့အချိန်မှာဘယ်ဘက်ကပစ်စရာအလုံး90လောက်ပဲဝင်မယ်ညာဘက်ကပစ်စရာမဝင်တာလည်းဖြစ်နိုင်တယ်အဲအဲ့ခါဘယ်ဘက်ကပစ်စရာ signal to noise ratio မကောင်းတော့ဘဲနဲ့ noise ပိုထားတယ်အဲ့တော့ကြောင့် megapixel များတဲ့ကင်မရာနဲ့နည်းတဲ့ကင်မရာရှင်ကြည့်မယ်ဆိုရင် megapixel များတဲ့ကင်မရာမှာ noise တွေကိုများများပိုမြင်ရတယ် ပုံမြင်ရစရာနေရာဖိုတိုပစ္စတွေပုံများတာဟုတ်ဒါပေမဲ့သူ့စီမှာဒီတေးရလဲတိတိတတ်တာကိုပုံများရလीပြီးတော့အဲ့ဒီ mega pixel အမြင့်ပုံကိုအနိုင်ပုံနဲ့တူအောင်ညှိလိုက်မယ်ဥပမာ60 mega pixel ကင်မရာနဲ့ရိုက်လို့ရှိရင် pixel တန်း60ရှိရတဲ့အတွက် noise တွေလည်းပုံများပါ ့12 megapixel ကင်မရာကတော့အလင်းအာရုံခံတဲ့နေရာနည်းတဲ့အတွက် noise ကိုလည်းနည်းနည်းပဲမြင်ရမယ်။ဟိုကော noise ပုံများနေမှာမဟုတ်ဘူး။ဘရက noise ကိုများများပုံမြင်နေရတာ။အဲ့တော့အဲ့ဒီ mega 60 megapixel ကင်မရာကထွက်လာတဲ့ file ကို12 megapixel ထိချုပ်လိုက်ရင်လုံးဝတူတူပဲဖြစ်သွားတာ noise ရော DD ဘာဖြစ်လို့ DD တွေပျောက်ထွက်သွားတာပေါ့။ DD တွေပျောက်ထွက်သွားတော့အဲ့ဒီ noise တွေပါအဲ့ဒါပျောက်သွားတာ။ပြီးတော့အခုခေတ်မှာအဲ့ဒီ noise တွေကိုရှင်းပေးတဲ့ software တွေကလည်းအရင်ကကောင်းလာတယ်။မရှိတဲ့ DD တွေကိုရှိအောင်လုပ်လို့မရဘူးပေါ့။လွယ်လွယ်နဲ့မရဘူးပေါ့။အခုကတော့ AI ဘာညာရင်းနဲ့ super super resolution တွေပဲလုပ်နေကြတယ်။ဒါပေမဲ့တကယ် detail အစ်စ်နဲ့တော့ရှင်းလို့မရသေးဘူးပေါ့။အဲ့ဒါကိုသေချာစမ်းပြရတဲ့ video တွေရှိပါတယ်။ဘလို့စိတ်ဝင်စားရင်ကြည့်လို့ရအောင် description မှာ link ထည့်ပေးထားပါမယ်။အဲကြောင့် megapixel အများတိုင်းကောင်းလားဆိုတဲ့အဖြေကကောင်းပါတယ်။အနောက်မှာ ქვენ စာ ქვენ မင်းနဲ့တို့တော့ဗောနော်အဲ့ဒီ megapixel အများကြီးကိုနိုင်တွေ့နိုင်တဲ့ဒီ processor တွေ software ရှိရင်ကောင်းတယ်မရှိရင်တော့မကောင်းပါဘူးအဲ့ဒါကြောင့်တချို့ကင်မရာတွေဖုန်းတွေမှာဒီ megapixel တွေကိုတမင် short တာ ဥမာ iPhone ဆိုလို့ရှိရင်သူ့ရဲ့ main sensor 48 megapixel ဒါပေမဲ့သူကတွဲတာမဟုတ်24 megapixel ပဲထွက်တယ်ဗျာ Samsung ဆိုလည်း200 megapixel sensor ကြီးတွဲပဲထွက်တယ်စနစ်ပဲထွက်တယ်ဘာကြောင့်လဲဆိုတော့အဓိကအဲ့ဒီ process လုပ်ရတဲ့အချိန်ကိုလျှော့ခြင်းလို့ sensor တိတိလေးတွေကအလင်းဝင်လာတာနဲတော့ဓာတ်ပုံတွေအများကြီးတစ်ပြိုင်တည်းရိုက်ပြီးမှပြန်ပေါင်းလာပေါ့အဲ့ခါ pixel အများကြီးတွက်နေရရင်ကြာတယ်လေဒါတော့မှတချို့ဖုန်းတွေမှာရိုက်ရိုက်ချင်းမကောင်းဟိုတဲ့ဓာတ်ပုံကခဏလေးနေမှလှတာပတာလေးဖြစ်သွားတာပေါ့ဘလို့ကြုံမှုကြပါလိမ့်မယ်နောက်ပြီးတော့တချို့ Samsung အရှေ့ရဖုန်းတွေမှာ ဒီကင်မရာနဲ့ရရင်သူများထက်နည်းနည်းလေးပုံနှိရသတိထားရမှာပေါ့အဲ့ဒါတော့ pixel ကအရင်များတော့ data ပုံများလို့ပဲနောက်ပိုင်းကျတော့ဒီ processor ဘိုင်ကပုံမြန်လာပေါ့ shutter lag ပေါ့နော်အဲ့ double နေဘိုင်လည်းရိုက်တယ်လည်းပုံမြန်လာတယ်အဲ့ဒါကြောင့် apple လည်းတိတ်မကြသေးခင်ကမှဒီ48 megapixel ကိုပြောင်းသုံးတာပေါ့ကင်မရာမှာလည်းအဲ့လိုမျိုးရှိတယ်ဥပမာ Sony ရဲ့ A7S3 တို့ FX3 တို့အဲ့ဒီမှာ48 megapixel sensor တွေသုံးတာဒါပေမဲ့ output က12 megapixel ပဲထုတ်ရတယ် ။ဘာကြောင့်လဲဆိုတော့ဒီ sensor ကထုတ်ပေးရတဲ့ data ပမာဏကို short ချလိုက်တော့ဒီ rolling shutdown ပေါ့နော်။ ਨੇ ွား sensor ရဲ့ redox speed ကအရင်မြန်သွားပါတော့ sensor ကြီးက data ထွက်တဲ့ speed ကမြန်သွားတယ်။ပြီးတော့ဒီ 4K 120fps တို့ slow motion တွေပဲရိုက်လို့ရသွားတယ်။ဒါပေမဲ့သူ့ရဲ့ sensor က48 megapixel ဖြစ်နေတဲ့အတွက် photon တွေလာထိဖို့အတွက် pixel တွေပုံများများရှိနေတယ်။အဲကြောင် noise ကအတိအတိတသာပုံနေပါတယ်။ဘာကြောင့်ပုံနေသွားလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်ခုမှပြောခဲ့လေ pixel တွေအယောင်မမြင်နိုင်ဘူး။ အဲ့ဒါကြောင့်အပေါ်မှာ filter တစ်ခုခံရတယ်။ကင်မရာအများစုမှာ bear filter ခံတယ်။အခုအဲ့ဒီ bear filter ကို pixel တစ်ခုစာမဟုတ်ပဲ၄ခုစာအုပ်လိုက်တယ်။အဲ့ခါဆိုရင်အဲ့ဒီ sensor က48 megapixel မဟုတ်တော့ဘူး12 megapixel ဖြစ်သွားပြီ။အယောင် data က၄ပုံတစ်ပုံပဲထွက်တော့မှာပေါ့။ဒါပေမဲ့အဲ့ဒီအယောင်တရောင်ချင်းစီအတွက်အလင်းကဝင်စရာနေရာ၄ပေါက်ရှိပါပြီ။အဲ့ဒါကြောင့်အလင်းအားနည်းနေရင်တောင်မှဝင်လာဖို့ chance ကအဲ့ဒီအယောင်တွေကို photon တွေဝင်လာဖို့ chance ကပိုများပါတယ်။ဘာကြောင့်လဲဆိုတော့ noise ဆိုတာတချို့အယောင်တွေမှာ photon ဝင်လာတာနည်းတဲ့အတွက်အယောင်ကဥကြောင်ကြောင်ဖြစ်သွားတာတို့ဇွန်းဆွဲကြည့်လိုက်ရင်သိလိမ့်မယ် noise ထားတယ်ဆိုတာအဲ့အယောင်တွေကဥကြောင်ကြောင်ဖြစ်နေရပဲအခုကအယောင်နိုင်အတွက်ကိုဝင်စရာတွေက၄ပေါက်ရှိနေတဲ့အတွက်အယောင်အမှန်ထွက်ဖို့ chance ပိုများတယ်တနည်းပြောရရင် noise ပိုနေသွားတယ်ပေါ့ ီးတော့အလင်း data ကိုပစ်ဆက်၄ဦးကနေပြီးတော့ average ချလိုက်တာအဲအကြောင်းဒီ A7S3 တို့ F3 တို့က low လိုက်မှာအရန်ကောင်းတယ်လို့ပြောတာအဲ megapixel နဲလို့ကောင်းတာမဟုတ်များလို့ကောင်းတာပေါ့အဲ့လိုလုတ်တဲ့နေကိုပစ်ဆက် binning လုတ်တယ်လို့ခေါ်တယ်အဲ့ဒီနည်းကိုအခုနောက်ပိုင်းဖုန်းတွေမှာလည်းသုံးလာကြရဲ့ဗျာအဲအကြောင်းဒီ200 megapixel တို့48 megapixel တို့ရေးထားပေမဲ့တကယ်ထွက်လာတော့12တို့24တို့ပဲထွက်လာတာသူတို့ကျတော့ sensor ပေါ်မှာနေကြောင်းတာပေါ့ Samsung ရဲ့ Tetra Pixel sensor တော့ပါဆိုတော့အဲ့လိုလိုတာပေါ့ sensor ဝင်ဝင်တခါလဲအဲ့အလင်းအကြောင်တွေကို formula တွေထည့်ပြီးတော့အကြောင်တွေပြောင်းကြည့်တာအနည်းအောင်အကွက်ကထွက်လာတဲ့အကြောင်ကို formula တွေထည့်လိုက်အစိမ်းအောင်ဖြစ်သွားတာပေါ့ပြီးတော့မှ demo zagging algorithm မှာရောင်စုံဖြစ်အောင်ပြန်လုပ်တယ်သဘောတရားတော့စောနာပြောလို့ပဲတရောင်နဲ့အတွက်အလင်းဝင်တဲ့နေရာများများရှိဖို့လုပ်တာပဲပြီးလို့ရှိရင်အကြောင်တူသွားလို့ရှိရင်အဲ့ဒီဝင်လာတဲ့အလင်း data တွေကို average တွက်လိုက်တာပေါ့နော် noise ကို average တွက်ပြီးပြန်နှုတ်လိုက်တယ်အဲ့ခါကျရင်တို့က ် noise နေသွားတယ်။အဲဒါကြောင့်လဲစင်ဆာတွေကပိုကြီးလေပိုကောင်းလေပဲဗျာ။အဲ့ဒါ physics ပဲဗျာ။အခုနောက်ပိုင်းတော့ဖုန်းတွေကဒီ computational photography တွေနဲ့စင်ဆာသေးတဲ့အားနည်းချက်ကိုဖြည့်ရှင်းမှုစူးစမ်းလာတယ်။အဲနောက်ပိုင်းမှာတော့တချို့ဒီ omnivision စင်ဆာတွေမှာ capacitor ထည့်တာလို့ပေါ့လို့လာတယ်။အလင်း photon တွေကိုပို့ပြီးတော့လက်ခံနိုင်အောင်လုပ်တာပေါ့။အဲအဲ့ကောင်တွေကို Xiaomi ဖုန်းမှာ light fusion ဆိုပြီးသုံးနေတယ်တူတယ်။အပယ်လဲအဲ့လိုမျိုးစင်ဆာတွေ Samsung နဲ့ပေါင်းပြီးလုပ်ဖို့စူးစမ်းနေလို့ကြားပါတယ်။အဲနောက်တစ်ခုကတော့ auto focus ပေါ့။ ိုးအရင်တော့ဓာတ်ပုံရဲ့ contrast ပေါ့လင်းမောင်ကွာခြားချက်ကိုတွက်ပြီးတော့ focus ဖြတ်တယ်။အဲအဲ့ဒီကောင်ကနှီးရဗျာညဘက်တွေပါလေလို့မောင်ပဲဖြစ်သွားရင်လင်းမောင်တိမသိမကွဲလို့ရရင်တိတ်လုံးမလို့တော့ရန်လေးနေနေလုံးမလို့မောင်နေလည်းတိတ်လုံးမလို့နှီးလည်းနှီးတယ်။အခုကတော့တိတ်မတုံးတော့ဗျာ။အခုနောက်ပိုင်းမှာဒီ face detection ဆိုတာတုံးလာတယ်။သူကဒီ sensor ဘွားတချို့ pixel တွေကို data မယူဘဲနဲ့ auto focus အတွက်ပဲတုံးဖို့ဖယ်ထားလိုက်တာ။အဲ့ဒီဖယ်ထားလိုက်တဲ့ pixel နဲ့သူ့ဘေးနား pixel တွေရဲ့ဒီအလင်းရဲ့ face signal တွေကိုနှိုင်း ုင်းရှင်ပြီးတော့ focus ကိုပြန်မပြတ်ဆုံးဖြတ်ပေးတယ်။အဲ့ကောင်က focus ဖြတ်တာအယမ်းမြန်တယ်ဗျာ။အားနှချက်ကတော့ sensor တစ်ခုအပြည့်မရအောင် data ရွေးပေးဆက်ရလဲနဲလို့မရအောင်လေ။အဲ့ကြောင့်ဒီ auto focus point ဘယ်နှ point ပါလားမညာဆိုပြီးတော့တွေ့ရတယ်။ဒီ face detection စင်ဆာသုံးထားတဲ့ကင်မရာတွေပါပြီးတော့အဲ့လိုမျိုး data မယူတဲ့ pixel တွေရှိရတဲ့အတွက်ကင်မရာကအဲ့ဒီ pixel နေရ data တွေကိုမှန်းပြီးဖြည့်ရပါတော့သင်္ချာ formula နဲ့ဖြည့်ရတယ်အဲကြောင့်တစ်ခါတလေ artifact တွေပါပါတတ်တယ်အရန်တော့နေပါတယ်ဗီဒီယိုမှာအဲ့မှာတချို့အလင်းတွေလမ်းစင်တဲ့တွေ့လို့ရှိရင်အဲ့လိုနက်နက်လေးအယောင်ပြောင်းတဲ့ pixel လေးပဲရှိရဖြစ်တတ်တယ်ဒါပေမဲ့တော်တော်လေးနေပါတယ် တုထပ်ပို့ပြီးအစိမ့်မင်းတဲ့ကောင်ကတော့ dual pixel auto focus အဲ့ကောင်ကတော့ကန်တော့ထွင်လိုက်တာပေါ့နောက်ပိုင်းမှာတော့ဒီ Sony Samsung တို့လည်းတုံးလာကြတယ်သူကဒီ pixel ကိုနှစ်ပိုင်းပိုင်းလိုက်တယ် diode နှစ်ခုထည့်ထားလိုက်တာပေါ့နော် pixel တစ်ခုစရာနေရာမှာ photo diode နှစ်ခုထည့်ထားလိုက်တယ်အဲတစ်ခုကအလင်းယူရဲ့အချိန်မှာနောက်တစ်ခုကအလင်းလဲယူရဲ face detection အနေနဲ့မှာတွဲသုံးတယ်အဲပြီးတော့မှ data ကိုပြန်ပေါင်းတယ်အဲ pixel level မှာပဲ data ကိုတစ်ခါထပ်ပေါင်းသေးတယ်အဲအဲ့ကောင်က auto focus အရမ်းမြန်တယ်ဗျာ။သူက pixel level မှာ ਨੇ focus ဖြတ်လိုက်တာဆိုတော့ तू က sensor တစ်ခုလုံးကို auto focus pixel အနေနဲ့အလုပ်လုပ်နိုင်တယ်။အားနဲ့ချက်ကတော့လောက်ရခက်တယ်။ဒီ pixel တစ်ခုနေရာမှာ diode နှစ်ခုထည့်ရတာဆိုတော့ဈေးလဲကြည့်ရင် data တွေကိုပြန်ပေါင်းရတဲ့အစ်စ်နေပို့လာတဲ့အတွက် data ဖတ်တာနည်းနည်းလေးပုံနေရတယ်။ဒါပေမဲ့အခုနောက်ပိုင်းကတော့ဒီ lithography တွေကပို့ပြီးအစ်စ်မြင်လာတော့သူလည်းတော်တော်လေးတုံးလာကြပြီ။မြန်လည်းပုံမြန်လာပြီပေါ့နော်။အရင်ထက်လက်ရှိ flagship phone sensor တွေအကုန်လုံးကတော့ dual pixel autofocus တွေပဲတုံးလာပါ။နောက်ဆုံးတစ်ခုကတော့ကင်မရာတွေမှာခဏခဏမြင်နေရတဲ့ဒီ backside illuminated sensor ဆိုတဲ့ BSI sensor ပေါ့။အဲ့ဒါဘာကြီးလဲပေါ့။အဲ့ဒါတော့တကယ်တော့တော်တော်လေးရှင်းတယ်ဗျာ။ကင်မရာက chip တွေလိုပဲ lithography နဲ့လုပ်ထားတာ။ တော့ပုံမှန်တိုင်းဆိုရင်အသေးဆုံး photo dial လို့ခေါ်တဲ့ pixel ကိုစပြီးလုပ်တာပေါ့အဲ့ကနေအဲ့ကောင်တွေအရင်လုပ်တယ်ပြီးရင်အဲ့ပုံကနေဝါရိုးရိုးပဲချိန်သွားမယ်အဲ့တော့ sensor စီကိုအလင်းဝင်လာရင်အဲ့ဒီဝါရိုးတွေကိုဖြတ်ပြီးဝင်လာတော့နည်းနည်းလေးအလင်းအားနေသွားပေါ့10 to 15%လောက်အလင်းအားကျသွားလို့ပြောကြတာဗျာ BSI sensor မှာကျတော့အဲ့ဒီ pixel တွေကိုလုပ်တယ်ပြီးတော့မှ wifi တစ်ခုလုံးကိုကြောင်းပြန်လှန်လိုက်တယ် စပောင်းလုံးလိုက်တယ်ပြီးမှဝါယာကြိုးတွေဆွဲတယ်အဲ့လိုမျိုး wafer လှန်တဲ့အကြောင်းတော့ကျွန်တော်ဒီ intel video မှာအသေးစိတ်ပြောပြပေးဘူးတော့ဒီမှာမပြောတော့ပါဘူးအဲ့ကောင်အဲ့ဒီလိုမျိုး wafer လှန်တာမလွယ်ဘူးခက်တယ်ဗျာအဲ့အကြောင်းအခုထိကိုတချို့ sensor တွေကဒီ front side illuminated တွေပဲတုံးနေတော့မယ်ကျွန်တော်ဒီ video လုံးနေတော့မှထွက်လာတဲ့ Canon ရဲ့နောက်ဆုံး track R63 ပေါ့နော်အဲ့ကောင်တို့ဒေါ်လာ2800လောက်ရှိမှလည်းတွေ့2600 2800အဲ့ဒီကင်မရာဆိုလို့ရှိရင်ဒီ front side illuminated fsi sensor ပဲသုံးလာကြည့်ရတာ dual pixel နဲ့က bsi လောက်ကခတ်တယ်နဲ့တူတယ် canon ကအဲ့ဒီ dual pixel မှာ bsi sensor လည်းရှိတယ်အခုအထိတော့သူ့ရဲ့ဒီ flagship r3 မှာပဲသုံးတာတွေ့ရသေးတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲပြောတော့ရတဲ့မှာမှားနေရည်လွဲနေရည်ရှိရင်လည်း comment မှာထောက်ပြပေးသွားလို့ရပါတယ်ကျွန်တော်ကဒီဗီဒီယိုတွေကိုအစအဆုံးတယောက်တည်းလောက်လာဆိုတော့အခုလိုတစ်ခုထွက်လာဖို့ကတော်တော်လေးအချိန်ပေးရပါတယ်အဲကြောင့်သဘောကျရဆိုရင် like share subscribe နဲ့အားပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးပြရည်တင်ပါတယ်